ချန်လာပါကြီးရဲ့ဆိုတဲ့အသင်းတွေကိုချန်ပီယံလိမှာရွေးပြီးဖြုတ်ခဲ့တဲ့ချယ်ဆီနဲ့အာစနယ်တို့ထိတ်တိုက်တွေ့ဆုံနေတဲ့ပရီးမီးယားလိပွဲစဉ်73 Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျာ။ကိုခိုင်းစတာဖုတ်ဘောလ်ရှိုးကနေကြိုဆိုပါရစေ။ကျွန်တော်ကုခတ်ပါ။ပရီးမီးယားလိပွဲစဉ်73ကိုကြွတင်ရှင်းခုံလိုက်ရအောင်။ဒီတစ်ပတ် EPL ပွဲစဉ်73မှာ Chelsea နဲ့ Arsenal တို့ရဲ့ London Derby ရှိတယ်။ အဲလန်နနာဘီကကျွန်တော်တို့ထင်တာအတပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်ကြည့်လို့ပိုကောင်းလိမ့်မယ်ဒရမာတွေပို့ပြီးများလိမ့်မယ်မသိရင်ဇန်ညုံရေးသားထားသလိုပဲလက်ရှိဒီနှစ်သင်းရဲ့အခြေအနေဒီအရန်ကိုကောင်းတယ်အာစနယ်ကတော့ထားလိုက်ပါတော့ဒီနှစ်ဘောလုံးရသည်အစကတည်းကကောင်းတာ prime ကိုသူကစရောက်ပြီးသားအတင်းကျွန်တော်ချဲစီကြတော့ယာဒီအစမှာအထက်နယ်လေးတယ်အခုချိန်မှလည်းအရန်ယုံကြည်ရတယ်တော့မဟုတ်ပါဘူးဒါမဲ့လည်းဘာစနာကိုနိုင်ပြီးတဲ့အချိန်မှာကျွန်တော်လိုမျိုးအမြဲတမ်း အမလို့အာမီယာဖြစ်နေတဲ့ Chelsea ပြိတ်သက်တော်မှာသဘောခွေသွားတယ်ဗျ။အမစိုးပေါ်တော့ Arsenal ဒီပုံစံတိုင်းဆိုရင် Ingwin Stafford Bridge မှာဘန်ဂျာမင်းနိုင်တဲ့အနေထားတော့ရှိတယ်ဆိုတော့သိက္ခာသားချက်လေးရတယ်။အဲ့အတွက်ကြောင့် Chelsea ကလည်းအရှင်ဟုန်ကောင်းကောင်းနဲ့ Sunderland ကိုရှုံးပြီးနောက်ပိုင်းမှာတောက်လျှောက်မရှုံးတော့ဘူး။ဒီလိုတက်လာတဲ့အချိန်တစ်ဖက်ကလည်းအမြင့်ဆုံးရောက်နေတဲ့ Arsenal အဲ့လိုထိတိုက်တွေ့ဆုံမှုဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကဘယ်ဖန်မဆိုကြည့်မှာပဲ။တကယ်တည်းလည်း စိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်မှာအသေးချာပါပဲခင်ဗျ။အဲကျွန်တော်ဝက်ချလောင်းတွေပါရင်လှုပ်ပေးလေအခုနောက်ပိုင်းနဲသွားတယ်ပေါ့နော်။တိုးတော့ဒီပွဲကတော့ကျွန်တော်ဝက်ချလောင်းလှုပ်ပေးပြအောင်ကြိုးစားမယ်။ထပါအဲ့တော့အခုတစ်ပတ်ရှင်ပိုင်ကစားမဲ့ပရီးမီးယားလိပွဲတင်73ပြီးသွားပြီဆိုရင်74ကဂျာရဲ့ထဲမှာကစားမှာနော်ဘရိုပြီးရင်75ကနောက်လာမဲ့အပတ်မှာကစားမှာအဲ့အတွက်ကြောင့်တစ်ပတ်အတွင်းပရီးမီးယားလိပွဲတင်3ပွဲကျွန်တော်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်အားမွေးထားကြနော် စေးထိုးဖို့လိုရင်လည်းစေးထိုးထားကြအဲ့တော့အစောဆုံးပွဲစဉ်ကစနေညမှာကစားမဲ့ပွဲစဉ်၃ပွဲ၉နာရီခွဲမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ဘရန်ဖုန်းနဲ့ဘန်လီမက်ဆီဒီနဲ့လစ်ယူနိုက်တက်ဆန်ဒလန်နဲ့ဘုံမပွဲစဉ်ဖြစ်ပါတယ်ဘရန်ဖုန်းဘန်လီပွဲစဉ်ကတော့တာမန်ပွဲတစ်ပွဲထက်တော့မပိုဘူးဒါမဲ့မက်ဆီဒီလစ်ပွဲစဉ်ကလည်းပရိသတ်ကိုအနည်းနဲ့များတော့စိတ်လှုပ်ရှားမှုပြီးမှသေးကြတယ်မက်ဆီဒီဒီလီဗာပူးလ်ဆင်ကိုချန်ပီယံလိမှာရှုံးသွားတယ် အသင်းရဲ့အဓိကကစားသမားအများစုအနာပေးပြီးတော့ဂျန်ကစားသမားတွေပွဲထွက်ခွင့်မရတဲ့အကြာကြီးဖြစ်တဲ့ကစားသမားတွေကိုအသုံးပြုပြီးကစားလာတယ်။အဲ့အတွက်ကြောင့်ပဲရှုံးပွဲကြုံတွေ့သွားခဲ့တယ်ပေါ့။ဆိုတော့မက်ဆီတီအနေနဲ့ရှစ်တပွဲတုန်းကလည်းနယူကက်ဆယ်ကို EPL မှာရှုံးထားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကပေါက်ကွဲနှုံကောင်းကောင်းနဲ့ပေါက်ကွဲနိုင်တယ်။သို့တော့စောင်းဝင်လာပြီဆိုရင်ဘယ်အသေးကိုမှတထစ်ချယုံကြည်လို့မရတော့ဘူး။ကမောက်ကမရလက်တွေများသောအားဖြင့်ဖြစ်တတ်ပါတယ်။မက်ဆီတီအနေနဲ့ EDM မှာကစားမယ်ဆိုပေမဲ့လည်း ဒီပွဲစဉ်ကိုအာယုံအပြည့်ဝစိုက်ပြီးတော့ဂိုးပြတ်နိုင်ပွဲတစ်ပွဲရအောင်ပုံဖော်ကစားတင်တယ်လို့တော့ထင်ပါတယ်။နောက်တစ်ပွဲကတော့ဆန်ဒလန်နဲ့ဘုံမောက်ဘုံမောက်ကလည်းအခုနောက်ပိုင်းပွဲစဉ်ပြန်ပြီးတော့ flop သွားတယ်ပေါ့နော်တဖြည်းဖြည်းကျသွားတယ်။ဆန်ဒလန်ကလည်းပြီးခဲ့တော့ပရီးမီးယားလိပွဲစဉ်စနစ်မှာရှုံးပွဲတစ်ပွဲကြုံတွေ့ခဲ့တယ်။အဲဒါကြောင့်နှစ်သင်းလုံးဒီဒီပွဲစဉ်ကိုနိုင်ပွဲတစ်ပွဲပြန်လဲပုံဖော်နိုင်ဖို့အတွက်အားသွန်ခွန်ဆိုင်ကစားလာမှာပဲဖြစ်ပါတယ်။အဲ့တော့ကိုယ်ကွယ်ပွဲ၃ပွဲပြီးသွားပြီဆိုရင်ည 12နာရီမှာဆက်လက်ရှင်ပြိုင်ကစားမဲ့ပွဲက Everton နဲ့ Newcastle Newcastle ကတော့ Champion League မှာ Marseille ကိုပွဲချက်ကစားခဲ့ရတယ်သူတို့တူဝဲဆိုရရလနဲ့ရှုံးသွားခဲ့တယ်ပေါ့နော်တစ်ဖက်က Everton ကကြတော့ပြီးခဲ့တဲ့ Premier League ပွဲစဉ်ဆက်နှစ်မှာ Manchester United ကိုအနိုင်ယူကျော်ဖြတ်ပြီးစိတ်သက်ပိုင်းတက်နေနိုင်တယ် Newcastle အနေနဲ့ Goodison Park မှာခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ပွဲကိုတေချာပေါက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီတစ်ဖက် Premier League ပွဲစဉ်73မှာ London Derby က တပွဲတည်းမဟုတ်ဘူးကျွန်တော်နောက်ထပ်တပွဲရှိတယ်အဲ့ပွဲကစနေည2နာရီခွဲမှာကစားမယ်တော်တင်ဟော့စပါနဲ့ဖူလန်ပွဲဖြစ်ပါတယ်လုံးဝမကြည့်ပါဘူးအဲ့ပွဲကြည့်လိုက်ရင်လည်းစေးုံတန်းရောက်သွားပါလိမ့်မယ်ကျွန်တော်စပါအနေနဲ့တောမတ်ဖရန့်လက်ထက်မှာအရင်တိုးတက်လာတယ်ကျွန်တော်ဘာမှမတွေ့ရဘူးပေါ့နော်မာကုံတစ်ခုတီဆောက်ပေးခြင်းပေမဲ့လည်းဒီမာကုံအောက်မှာတကယ်တိဆောက်လို့ရမယ်ကစားသမားတွေရှိမှသာလျင်တနည်းအားဖြင့် Thomas Frank စိတ်ကြိုက်ကစားသမားတွေရှိမှသာလျင်အဆင်ပြေပါလိမ့်မယ် လက်တော်ချိန်မှာတောမတ်ဖရန့်ရဲ့စပါအနာနဲ့စီမတည့်သေးဘူးလို့ပဲပြောရမှာပေါ့တောမတ်ဖရန့်ဒီဂိုးတွေကိုအလှူပေးရတဲ့နီးပြတယောက်တော့မဟုတ်ဘူးဒါပေမဲ့ PSG နဲ့ပွဲတွေမှာဂိုးတွေအလှူပေးခဲ့ရတယ်တပွဲတည်းမှာ၅ခုတိတိပေးခဲ့ရတယ်ပေါ့နော်အဲ့တော့ကြောင့်ဖူလန်အသင်းကိုဒီရှုံးနိမ့်မှုတွေကိုကာမိစေဖို့အတွက်အနိုင်ရရှိအောင်စူးစမ်းကစားလာနိုင်ပါတယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်တော့စူပါစီနီယာဘေးဘောစီမှာအန်ဘတ်ကိုရှေကို၅သလုံးမစ်စ်နဲ့မောင်း၅၆တို့ကိုမန်မာသစ်အပူစီချင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမတ်၃၉၈၉၉၆ကို၄၄၀မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။ကဲကျွန်တော်တို့တနင်္ဂနွေနေ့ရောက်သွားတဲ့ခါကျရင်ည၆နာရီခွဲမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေထဲမှာ Crystal Palace နဲ့ Manchester United ပွဲစဉ်ကလည်းပြိတ္တတွေကိုစိတ်လှုပ်ရှားမှုအပြည့်အဝပေးဆွမ်းနေအောင်မှာတေးကြပါတယ်။ Man United လုံးဝမလွယ်ပါဘူး။ ယူနိုက်တက်အနေနဲ့အိမ်ခွင်းမှာတောင်မှနိုင်ပွဲတစ်ပွဲရဖို့မနေ့ကြိုးစားရုန်းကန်နေရတဲ့အခြေအနေမှာပဲလစ်လိုမျိုးမာကုံရှိတဲ့အသင်းတစ်သင်းအသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့ဂလက်စနာလိုအသင်းမျိုးကိုအဝေးကွက်မှာတွားအောင်ရင်ဆိုင်တဲ့အခါကျရင်ပို့ပြီးတော့ခက်ခဲကြမ်းတမ်းအောင်ပါပါအဲယူနိုက်တက်အနေနဲ့ဒီပွဲစဉ်မှာတခုခုတော့လုံးပြအသင့်တယ်ပေါ့နော်ရှစ်ပွဲတော့ကလည်းလုံးဝမရှုံးသင့်နိုင်ခဲ့ပဲရှုံးနေသွားခဲ့တယ်အေဗာဒန်ဒီကစားသမားတစ်ယောက်ကိုအစောကြီးထုတ်ပယ်ခံခဲ့ရတာပါ အဲ့လိုအခြေအနေမျိုးကိုအခွင့်အရေးမိမိရမယူနိုင်ဘူးဆိုတော့ Manchester United ပြည်သက်တွေကိုယ်အသင်းပေါ်မှာဒေါသထွက်တာလဲပြောမနေနဲ့အခုပွဲကတော့ပို့ပြီးတော့ခတ်သွားပါပြီတိုးတော့ရှေ့ပွဲ အမားကို Ruben Amorim နေနဲ့တခုခုပြန်ပြီးအဖက်ဆယ်ပေးတင်ပါတယ်လွယ်တော့လဲမလွယ်ပါဘူးနောက်ထပ်ပွဲတွေကတော့ည8:35မှာရှင်ပြိုင်ကစားမယ် Aston Villa, Wolverhampton, Nottingham Forest နဲ့ Brighton, West Ham နဲ့ Liverpool ပွဲစဉ်တွေဖြစ်ပါတယ်အဲ့တော့ဒီ၃ပွဲပါဆိုရင် Aston Villa Wolverhampton ပွဲတို့ Nottingham Forest Brighton ပွဲစဉ်တို့ဆိုတာကတော့အရင်တော့မထူးကြဘူးပေါ့နော်။တိုးပေမဲ့ Watford နဲ့ Liverpool ပွဲစဉ်ကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်။ Liverpool ပွဲချက်တစ်ပွဲဆက်လက်ပြီးရင်ဆိုင်ကစားရမှာပါ။ Liverpool ပွဲချက်တယ်ဆိုတာက Liverpool ဘာဖြစ်သွားမလဲကျွန်တော်တွေလည်းမသိတော့ဘူး။တကယ်တမ်းတော့ပြီးခဲ့သောဘောလုံးရာသီကအခြေအနေနဲ့ဒီနေ့ဘောလုံးရာသီကလူခုံမှုအစ်စ်တင်နဲ့အသင်းကရိမ့်ရိုင်သွားရင်တောင်မှဒီလောက်ထိမဖြစ်သင့်ဘူး။ EPA ဘွဲ့တင်စနစ်ပဲရှိသေးလို့17ပဲရှိသေးလို့ပြောနေပေမဲ့ EPA ဘွဲ့တင်တွေကတဖြည်းဖြည်းတော့အချိန်တက်တက်လာပြီအခုဆိုရင် EPA မှာလည်းမဟုတ်တော့ဘူးသူက CL မှာလည်းရှုံးနေမှုတွေကြုံတွေ့နေရတယ် NF တိတ်ခါကြတယ်ဗျ PSV လို့အသင်းမျိုး4-1နဲ့ရှုံးတာဒါလုံးဝမဖြစ်သင့်တဲ့ရလဒ်တစ်ခုပေါ့နော်အဲ့တော့ Liverpool အနေနဲ့ဟုန်သွားပြီလို့ကျွန်တော်ထင်တယ်ဗျအသင်းရဲ့နောက်ခံကစားသမားတွေထဲမှာဆိုရင်ဘသူ့ကိုပဲထုတ်ထုတ်ယုံကြည်မှုအားနည်းလာပြီးကွင်းလယ်မှာ RGB နဲ့မကာတို့ဘလောက်ကြိုးစားအားထုတ်မှုပြုလုပ်ပဲပေးပေး အရင်အစင်မပြေတော့ဘူးဟန်ချက်ပါပြတ်သွားပြီပေါ့နော်ဒီချိန်မှာယူနိုဆန်တိုရဲ့ဝက်ဆန်ကိုရင်ဆိုင်မှာဖြစ်တဲ့အတွက်ထင်သလောက်ထိတော့လွယ်မနေဘူးအာနတ်စလောဘာတွေလုပ်ပြမလဲကျွန်တော်တို့စောင့်ကြည့်လေ့လာရမှာပါကဲနောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ Chelsea နဲ့ Arsenal တို့ပွဲစဉ်ဖြစ်ပါတယ် Chelsea ဒီအခုနောက်ဆုံးပွဲစဉ်တွေပရိသတ်ကိုပျော်ရွှင်ခွင့်ရအောင်တောက်လျှောက်စွမ်းဆောင်ပြထားခဲ့ပါတယ်တစ်ဖက်က Arsenal ကလည်းထုံနီးတူပါပဲ Bayern Munich လို့ဂိုးပေးရတာရောဂိုးသွင်းတာရော အကောင်းဆုံးအခြေအနေမှာရှိနေတဲ့အသင်းတောက်လျှောက်ရှုံးပွဲမရှိခဲ့တဲ့အသင်းကိုပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တယ်လို့၃ဂိုးတောင်တွင်းခဲ့ပါတယ်။ချယ်ဆီကလည်းအာဆနာလိုအသင်းမျိုးကိုတနည်းအားဖြင့် Hansi Flick လက်ထက်မှာချန်ပီယံလိတွင်းဂိုးတွေနဲ့ပတ်သက်ရင်ဘယ်တော့မှဂိုးမတွင်းခဲ့ပဲ ကစားခဲ့တဲ့ပွဲတွေမရှိခဲ့တဲ့နီးပြအောင်လဲပေးခွင့်မဲ့အောင်အင်ကွင်းစတက်ဖို့ဘရစ်မှာဆွဲဆောင်နိုင်ခဲ့ပါတယ်အဲ့တော့ကြလက်ရှိချင်းအဖက်ဖက်တက်နေကျန်းနေတဲ့အတင်းအတင်းထိတ်တိုက်တွစ်ဆုံမဲ့ပွဲစဉ်ဖြစ်လို့ဒီပွဲစဉ်ကတော့အခုတစ်ပတ်မှာရှင်ပြိုင်ကစားမဲ့ပရီးမီးယားလိပွဲစဉ်တွေထဲမှာပရိသတ်ကိုရင်ခုန်စိတ်လုံရှားမှုအပြည့်အဝပေးဆွမ်းနိုင်ဆုံးပွဲကြီးဖြစ်လာနိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ